ဆရာကြီးမင်္ဂလာပါမင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်မေသူပါဟုတ်ပြီအသက်58နှစ်ပါဆရာကြီးအရွယ်ကောင်းပဲမကွေးရပါအိမ်ရလုတ်ပဲလုတ်ပါတယ်ဟုတ်ပြီဆရာကြီးရှင်တဲ့ကျမမှာဂုတ်ကြီးပေါင်းရှိပါတယ်တဲ့ဟုတ်ပြီပြီးခဲ့တဲ့တလားလောက်ကခေါင်းမူပြီးတဲ့ဘယ်ဘယ်ချမ်းကိုလှဲ့အိတ်လို့မရတော့ပါဘူးတဲ့အဲ့ဒါလည်းပဲ तू ကမှားတော့မေခွန်းရှင်လဲပြောတယ်နောက်ထပ်မေခွန်းမေးမဲ့တွေပြောတာပေါ့နော်ဟုတ်ကဲ့ဆရာကြီးအဲ့လိုအယူအဆနဲ့ပတ်သက်လို့ မေးလာရင်ဟုတ်ကဲ့နံပါတ်၄တွေထည့်ပြောနိုင်အောင်ကောင်းတယ်။အော်ဟုတ်ကဲ့ဆရာ။ဂုတ်မှာဆိုရင်အစစ်80ရှိတယ်သမီး။ဟုတ်ကဲ့ဆရာ။ဟိုခါရွေးကြီးမှာဆိုရင်အစစ်ပေါင်း30ကျော်ရှိတယ်သမီး။ဟုတ်ကဲ့ဆရာ။မခါနာပါလေဆိုရင်ပြောရမှာကျမစတက်မန်တို့မအထာဆောင်တို့မဆရာစမ်းသက်ချက်အရအစစ်နံပါတ်ဘယ်လောက်မှဖြစ်ပါလေ။ဟုတ်ကဲ့ပါဆရာ။ဂုတ်မှာဆိုရင်လည်းပဲအစစ်80မှာအစစ်နံပါတ်ဘယ်လောက်မှဖြစ်ပါလေလို့အဲ့လိုပြောနိုင်ရင်သိကောင်းတယ်နော်။ဟုတ်ကဲ့ပါဆရာ။ မပြောနိုင်တော့သူမသိတော့လဲသူခံစားချက်ပြောတော့ဆရာတို့ကသူခံစားချက်အကျိုးရှိအောင်ပြောမှာပေါ့ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါကတော့လေဘင်းလေးကျင်ကလောက်ထားနေကိုတဝက်သက်သာသွားမှာပဲဟုတ်ကဲ့ပါဆရာကြီးလေဘင်းလေးကျင်ကအများကြီးလောက်ဆရာမလို့နှမျိုးပဲလောက်ပါဟုတ်ကဲ့ပါဆရာကြီးနော်ဆရာကြီးအခုကြည်နေရင်တွေ့လိမ့်မယ်လှုပ်လဲလှုပ်ပြမယ်ပါဇက်နဲ့ပြောမယ်ဟုတ်ကဲ့ပါဆရာကြီးမေးစီတွေ့လားဟုတ်ကဲ့ပါဆရာမေးစီနဲ့ရင်ဘတ်ရင်ဘတ်ဟာပြန်မော့မယ်ပြန်မော့မယ်မေးစီနဲ့ရင်ဘတ် ဟုတ်ကဲ့ပါဆရာပြန်မော့မယ်ဟုတ်ကဲ့ပါမေးစင်းနဲ့ရင်ဘက်ဟုတ်ကဲ့ပါပြန်မော့မယ်ခါဆန်းဆန်းထားနော်ခုလိုဖြောင်းဖြောင်းထိုင်တာနော်ဟုတ်ကဲ့ပါဆရာမေးစင်းရင်ဘက်ပြန်မော့မယ်အဲ့ဒါခုနှစ်ကြိမ်ရနေပြီးတော့၁၂ကြိမ်လောက်အထိကိုလို့နေတော့လို့ပေါ့ဟုတ်ကဲ့ပါဆရာပြီးရင်နရွဲနဲ့ပခုံးဟုတ်ကဲ့ပါဆရာဒုတိယတစ်ချက်နရွဲနဲ့ပခုံးဟုတ်ကဲ့ပါနရွဲနဲ့ပခုံးအဲ့လိုနေတဲ့ပခုံးထိတဲ့ခါမှာညာဘက်ကို အခုဆရာနေရညာဘက်တို့ဘယ်ဘက်ပခုံးရလိုက်လိုက်လိုက်လူလိုက်ပြီးတော့ရှမ်းစောင်းမလို့မမတ်နေရမယ်ဟုတ်ကဲ့ပါဆရာနေရပခုံး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 မေးစီရင်ပတ်မေးစီရင်ပတ်မေးစီရင်ပတ်ဟုတ်ကဲ့နေရပခုံးနေရပခုံးနေရပခုံးဘယ်နှခုရလဲနှစ်ခုပါဆရာနှစ်ခုနောက်ဆုံးတစ်ခုကမေးစီနဲ့ပခုံးအဲ့ဒါတော့သိသတိချားရတယ်ဟုတ်ကဲ့ဆရာအလုံးမတက်လို့ရှိရင်မိုက်ကလေးမူးသွားတတ်တယ်ဟုတ်ကဲ့ဆရာအဲ့ဒါဖြစ်နေမျက်စိကိုမှိတ်ထားရတယ် ဟုတ်ကဲ့ပါဆရာကြီးကိုခတ်ကြည့်မဲ့ရှေ့မျက်နှာတူอยู่မှာပါရှိတယ်လေနိုင်ရှိရင်နိုင်ပေါ့ဥပါနော်ဟုတ်ကဲ့ဆရာကြီးဓာတ်တိုင်ရှိဓာတ်တိုင်ပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအဲ့လှမ်းကြည့်ပြီးတော့လှဲ့မယ်ဟုတ်ကဲ့ပါဆရာကြီးဘဲညာဘဲဘဲဟာညာဟုတ်ကဲ့ပါဆရာကြီးဘဲဘဲညာညာဟာအဲ့လိုလှဲ့ပြီးမယ်နော်သူကြီးဟုတ်ကဲ့ပါဆရာကြီးအဲ့လိုလေးချိန်ကလေးလုပ်ရင်ကိုယောဂတဝက်သက်သာတော့မှာပါတဲ့ စားတော့နေနေရောဆရာကြီးအစားတော့တမီထုံးစံတိုင်းပေါ့တမီအဘူပြောတော့ဓာပြောင်းကြီးဖွင့်လိုက်ရမှာပဲဟုတ်ကဲ့ဆရာကြီးနော်ကြော်ဖန်ဆက်ရှောင်းပါတမီဟုတ်ကဲ့ပါဆရာကြီးရှင်ခါးကြီးစားပါတမီဆရာကြီးစားပါဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါဘသူတွေအတွက်လဲတမီအကုန်လုံးအတွက်ပါဆရာကြီးလူတရာမှာလူတရာမှာဘယ်နှစ်ယောက်လဲတရာတယောက်ပါဆရာကြီးတရာတယောက်ပါတမီဟုတ်ကဲ့ဆရာကြီးနော်ဟုတ်ကဲ့ပါအဲဒီလေငယ်လေးငယ်တဲ့ငယ်ချင်းချင်းလေးချင်းနေတယ်ကျော်လဲအားမလာဘူး ဆရာအတဲ့ကြီးဆရာကိုအကိုကြီးတို့ခဲ့လဲအကိုကြီးရဲ့လုံလုံးနဲ့တဲ့လူတရားပါဆိုတရားတရားလို့ပြောတယ်တယောက်ကဘယ်ရလဲဆိုဘယ်ထက်ရတယောက်ကဟုတ်ဟုတ်အကိုကြီးဘိုက်ထက်ဘယ်လိုကြည့်လဲဘယ်လိုဝင်ကြည့်လဲဘယ်ရဝင်ကြည့်သူအဲ့လိုရှူရှာပြဲဘယ်ပေါက်ကဝင်ကြည့်လဲတဲ့ဘယ်မကြည့်လို့မှထွက်လာတယ်သူနာပြူဘယ်သူနာပြူတာဖွားဆရာမမေးလိုက်ပြောတာပေါ့လို့ဆရာမရေတိခုခက်ကလေးတွေဆရာမဖွားရကဘာထူးကြချက်ဖြစ်လဲဆို ်ဆရာကြီးပြောမှာအားနာကြတာကောင်းတယ်။မွေးတဲ့စပယ်မပါဘူးတဲ့။ဟုတ်ကဲ့ပါဆရာကြီး။နော်။အဲ့လိုအဲ့လိုတွေဖြစ်နေကြတာပေါ့နော်။ဟုတ်ကဲ့ပါ။အသားရည်လေးတွေကန်ရခက်တယ်တဲ့။ဟုတ်ကဲ့ပါဆရာကြီး။ကျင်နာစာနဲ့ပဲဖြေလိုက်ပါလေ။အဲ့ဒါဘာလို့အောင်အပူဆက်တွေရှောင်ကြပါ။ဟုတ်ကဲ့ပါ။ရှင်ခါအေးစားကြပါဟုတ်ကဲ့ပါဆရာကြီးအဲဆေးတော့အကူရပါတယ်ဟုတ်ကဲ့လိမ့်စေရတော့တနခါပေါ့နော်တနခါနေ့တနခါညကရမဲ့ပေါ့ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရရှင်ကြပါစေဗျာ